တလအတွဲမှာဆိုင်ခွဲထပ်ပြီးတော့ဖွင့်နိုင်တဲ့အထိအောင်မြင်မှုရနေတဲ့ဖက်တီမှာ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ One Daily Channel ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။လက်ရှိမှာဖက်ဒီမာတရားဘလောက်တောင်အောင်မြင်မှုရနေပြီလဲဆိုတာအားလုံးမြင်ပါပဲနော်။ဒေါ်ယုံလူကဆိုင်ခွဲတွေကိုတလားတဆိုင်ဖွင့်နိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပါပဲ။ငွေချမ်းသာတဲ့လူတချို့သာဆိုင်တွေကိုဇက်တိုက်ဖွင့်နိုင်ကြပေမဲ့ဖက်ဒီမာလိုမျိုးအောက်ခြေကနေဂျိုးစားလာတဲ့လူတယောက်နေနဲ့တလားချားပြီးတော့ဆိုင်ခွဲဖွင့်နိုင်တာကချီးကျူးစရာကောင်းတဲ့အရာလည်းဖြစ်ပါရစေ။ တာမန်လန်ဘီစီးတဲ့လေးဖက်တီမာကတော့အခုဆိုရင်သူ့ရဲ့စူးစမ်းမှုကြောင့်အောင်မြင်မှုတွေများစွာရှာနေတာပါ သူကဥပိန်တရားပေါ်မှာအချိန်ပေါင်းရောင်းရင်းနဲ့ သူ့ဘဝကိုစတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းချင်းနဲ့ထိုးထွက်လာတာမျက်မြင်ပါပဲ။သူကအချင်းပေါင်းရောင်းရင်းနဲ့လူသိများတဲ့ဆက်လီတယောက်ဖြစ်ခဲ့ပြီးတော့အခုဆိုရင်တော့ပြည်ပြည်စုံတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဖက်ဒီမာအခုဆိုရင်ကိုပိုင်ကဟီကွန်ကျော်လုပ်ငန်းလေးလုပ်ကိုင်နိုင်တယ်လို့မြေခွက်တွေဝယ်ပြီးတော့ကြီးမားတဲ့အိမ်အစ်စ်ကြီးကိုလည်းစောင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဖက်ဒီမာရဲ့ဒုတက်မှုကအရာကြီးမကပါဘူးနော်။အစအစရရဒုတက်အောင်မြင်လာတဲ့ဖက်ဒီမာက လွန်ခဲ့တဲ့တလကလည်းဆိုင်အသစ်ကြီးဒီဇိုင်ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။တဖြည်းဖြည်းချင်းဒုထက်အောင်မြင်လာတဲ့ဖဒီမာရဲ့ကံတော့ကြောက်ခမန်းလေးလေးပါပဲနော်။လမ်းဘေးအချင်းပေါင်းတဲ့ဘဝကနေအောင်မြင်လာတာအခုဆိုရင်တော့ဒုတိယမြောက်ဆိုင်ခွဲပါထပ်ပြီးတော့ဖွင့်နိုင်တော့မှာလည်းဖြစ်ပါတယ်။ဖဒီမာပထမဆိုင်ဖွင့်နိုင်တာတိတ်တောင်မကြသေးပါဘူး။လမ်းဘေးစီးတဲ့ဘဝနေပြီးတော့ပရိသတ်တွေအားပေးမှုနဲ့ရန်ကုန်မြို့လိုနေရာကြီးမှာဆိုင်ကြီးဒီဇိုင်ဖွင့်လှစ်နိုင်ခဲ့ရလဲဖြစ်ပါတယ်။ အရင်ကသူနဲ့အတူတူအကျိုးထူလောက်ကင်ဖို့တတိရီကလမ်းခေါ်ကြပေမဲ့ဖတီးမအငင်းဆန်ခဲ့တာပါသူကမန္တလေးရလွဲရင်ဘယ်မြို့မှာမှဆိုင်မဖွင့်ဘူးဆိုပြီးတော့တင်းခံခဲ့ပေမဲ့လွန်ခဲ့တဲ့တလစိတ်ကူးပြောင်းပြီးတော့ရန်ကုန်မြို့မှာအခြေချခဲ့ရလဲဖြစ်ပါတယ်ဖတီးမကတော့စိတ်ကူးပြောင်းပြီးတော့ပထမဆုံးဆိုင်တစ်ကြီးကိုရန်ကုန်မြို့ကြီးမှာအော်တိုဘာလလားလဲလောက်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ဖတီးမရဲ့ဆိုင်တစ်ဖွင့်ပွဲမှာလည်းအနုပညာရှင်ပေါင်းများစွာကိုဖိတ်ပြီးတော့ခန်းခန်းနာနာဖွင့်လှစ်ခဲ့ရလဲဖြစ်ပါတယ် နာမည်ကြီးအမှုပညာရှင်များစွာနဲ့သူရဲ့ဆိုင်သစ်ကြီးကိုခြေညာရင်းနဲ့ဖွင့်လှစ်ခဲ့ရလဲဖြစ်ပါတယ်။သူရဲ့ဆိုင်သစ်ကဘလောက်တောင်ရောင်းအားကောင်းလဲမသိပေမဲ့ဖဒီမာအခုဆိုရင်တော့ဒုတိယမြောက်ဆိုင်ခွဲကြီးကိုဖွင့်လှစ်ဖို့ပြင်ဆင်နေပြီလဲဖြစ်ပါတယ်။ပထမဆိုင်ဖွင့်တာတလဆွန်းဆွန်းသာရှိသေးတဲ့အချိန်မှာဆိုင်ခွဲကြီးထပ်ပြီးတော့ဖွင့်နိုင်တော့မဲ့ဖဒီမာရဲ့အောင်မြင်မှုကိုတော့ လူတိုင်းအားမကျပဲမနေနိုင်လောက်အောင်ပါပဲနော်စိုင်းဒီဇိုင်းဖွင့်နိုင်ဖို့ဆိုရာလွယ်ကူတဲ့အရာမဟုတ်တာကိုဖက်တီမာကတလောက်ကိုဒီဇိုင်းဖွင့်နေတာမို့အားမကျပဲမနေနိုင်အောင်ဖြစ်နေကြတာပါဖက်တီမာဒုတိယမြောက်ဆိုင်ခွဲကြီးကိုလူရီစီကရဲမြို့ကြီးတစ်မြို့မှာဖွင့်လှစ်သွားမှာလည်းဖြစ်ပါတယ်ဖက်တီမာကတော့ဘယ်မြို့မှာဖွင့်မလဲဆိုတာကိုမပြောပြဘဲနဲ့လျှို့ဝှက်ထားပေးမယ်ကျောင်းချမဲ့ပစ္စည်းတွေကတော့အားလုံးအစင်သစ်ဖြစ်နေပါပြီတဲ့နော်ရက်ပိုင်းအတွင်းလပိုင်းအတွင်းမှာ နောက်ထပ်ဆိုင်ဖွင့်ဖို့ကမလွယ်ကူပေ ပေမဲ့ဖတီမာကတော့ပေးလာတဲ့အခွင့်အရေးကိုအသုံးချပြီးတော့ထိုးချက်နေပြီလည်းဖြစ်ပါတယ်။အခြေအနေမလားလို့လမ်းပေးစည်းတဲ့ဖြစ်ခဲ့ဘူးပေမဲ့ကံကောင်းလာတဲ့အချိန်မှာတော့တလောက်တဆိုင်လုံးနဲ့ဖွင့်လှစ်နိုင်နေတာအားကျစရာပါပဲနော်။ပရိသတ်တို့လည်းဖတီမာတယောက်ဒုတိယမြောက်ဆိုင်ခွဲကိုဘယ်မျိုးမှဖွင့်မလဲဆိုတာခံမှန်းပေးခဲ့ကြပါအောင်။ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်နဲ့ပဲရနာချင်ပါတယ်။စိတ်ဝင်စားစရာအကြောင်းအရာတွေအများနဲ့တင်ဆက်ပေးနေရမှု like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်။